အလုံးမမင်္ဂလာပါခင်ဗျာကိုခိုင်းစ်တာဖုတ်ဘောရှိုးအနေကျူတူပါရယ်ကျွန်တော်ကိုခိုင်းပါဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်ပထမဆုံးသတင်းကျတဲ့တရင်ကတော့အခုလက်ရှိအရင် hot ဖြစ်နေတဲ့သတင်းပေါ့နော် Real Madrid နဲ့ ်ဒင်းနျူဆန်တို့နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။မနေ့ညကတည်းကရီယယ်မက်ဒရစ်အသင်းသည်ဒင်းနျူဆန်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရသွားပြီးယူဆန်ကလူရသည်ပြောင်းရွှေ့ကာလမှာရီယယ်မက်ဒရစ်ရဲ့ကစားသမားဖြစ်လာတော့မယ်ဆိုတဲ့သတင်းတွေဒီပြိသက်ကြားထဲမှာတော်တော်များပြန့်နှံ့ခဲ့တယ်ပွဲစုခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒင်းနျူဆန်ကဒီနှစ်ဘောလုံးရသည်မှာအမြင့်ဆုံးပြန်တန်းနေတဲ့လူငယ်နောက်ခံကျယ်ပွင့်ကစားသမားလို့ပြောလို့ရတယ် အဲ့လိုကစားသမားကိုလူကျင်တဲ့ကလပ်တင်းတွေအများကြီးပဲဒီထဲမှာ Real Madrid အသင်းကလက်ဦးမှုရယူပြီးခေါ်ယူနိုင်လိုက်တာ Madrid fan တွေအတွက်လည်းပျော်စရာကောင်းသလို Dinusan အနေနဲ့လည်းသူပြောင်းရွှေ့ခြင်းတဲ့ကလပ်ကိုပြောင်းရွှေ့ခွင့်ရသွားတဲ့အတွက်ကျင့်နေနိုင်မယ်လို့ထင်တယ် Romano တင်တဲ့နေရာမှာဆိုရင် Dinusan Madrid အသင်းကိုပြောင်းရွှေ့သွားပြီဆိုတဲ့ post out မှာ Hussein ရဲ့အဖေက like ပေးခဲ့တယ်ဆိုတဲ့အထီကို Romano ကတင်ခဲ့တာပါအဲ့အတွက်ကြောင့် Hussein ဒီ Real Madrid အသင်းကိုရောက်ဖို့ဆိုတာတေချာတလောက်နှီးပါဖြစ်သွားပြီလို့ ချင်တယ်အဲ့တော့ယူဆန်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပြောင်းရွှေ့ဇလန်းလေးတွေပေါ့နော်ကျွန်တော်တို့အစအလေအဆုံးပြန်ပြီးတော့ဆွေးနွေးကြရအောင်အခုချိန်မှာယူဆန်ကရီယယ်မက်ဒရစ်အသင်းကိုတရားဝင်ပြောင်းရွှေ့သွားတာတော့မဟုတ်သေးဘူးဘောလုံးသတင်းတွေရဲ့ထုံးစံအတိုင်း ပုတ်ကွေးသဘောတူညီမှုရတယ်အတင်းအတင်းကြတဲ့ကပြောင်းရွှေ့ခြင်းသဘောတူညီမှုရတယ်ပြီးမှဒါလျင်အသေးစိတ်တွေဆက်လက်ဆွေးနွေးညှိနှိုင်းပြီးတရားဝင်ကြေညာပါလိမ့်မယ်လောလောဆယ်ကတော့ဘောလုံးပြောင်းရွှေ့ဈေးကွက်လည်းမဖွင့်သေးဘူးဘောလုံးရာသီတရားသီတော့မဆုံးသေးတဲ့အချိန်မှာတော့ကြိုတင်သဘောတူညီမှုရတဲ့ပုံသဏ္ဍာန်မျိုးသာ ဖြစ်ပါလိမ့်မယ်ခင်ဗျ။ Okay အဲ့တော့ပထမဆုံးထွက်လာတဲ့သတင်းကယူဆန်ဒီပရီးမီယာလိကလပ်တီထက်စပိန်လာလီဂါကိုပြန်ကျင်တယ်။စပိန်လာလီဂါမှာမှရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခြင်းနဲ့သူရဲ့စိတ်ဆန္ဒကိုတော့လွန်ဆန်လို့မရနိုင်ဘူးပေါ့နော်။ ဒါကကနဦးထွက်လာတဲ့သတင်းပေါ့ကျွန်တော်အလဲမှာထွက်ထွက်လာတဲ့သတင်းတွေက Real Madrid အသင်းကဂျင်းညူဆန်ကိုခေါ်ယူဖို့အတွက်အလောက် amount ပမာဏငွေကြေးမတုံးဆွဲခြင်းယူဆန်ကိုပေးရမယ့် amount ပမာဏကပေါင်90မက်ဒရစ်အသင်းနောက်ပိုင်းမှာကစားသမားတွေခုံနေတဲ့အထာကတနစ်ကျန်စောက်တန်းကုန်တဲ့ကစားသမားတွေကိုခေါ်တယ်ထရန့်ကိုခေါ်တဲ့ပုံစံမျိုးပေါ့ဗျာဒါပေမဲ့လည်းအဲ့လိုပေါင်90ကို အလုံးလိုက်အရှင်းလိုက်ပေးရမယ့်အခြေအနေမျိုးမှာမက်ဒရစ်ကတွန်းဆုတ်နေပြီးတော့ဒီကစားသမားကိုမခေါ်တော့ဘူးကွာဆိုတဲ့ပုံစံမျိုးဒါမှမဟုတ်လေခဏလေးပန်နေလှုပ်ထားတဲ့ပုံစံမျိုးသတင်းတွေထွက်ထွက်လာတယ်အဲ့နောက်ကွယ်မှာပရီးမီးယားလိဂ်ကလပ်တင်းတွေကတော့ဒင်းညူဆန်ကိုရရှိဖို့အတွက်ကြိုးစားကြတယ်ပေါ့ဗျာပရီးမီးယားလိဂ်နာမည်ကြီးကလပ်အသင်းအကုန်ပါတယ်ချဲလ်စီလီဗာပူးအာစနယ်မနေ့ကတော့ကျွန်တော်အာစနယ်နဲ့ဆွေးနွေးပြစ်သေးတယ်သို့တော့အဲ့ဒီသတင်းတွေကိုကြော်လွန်ပြီးကမှအခုနောက်ဆုံးရီယယ်မက်ဒရစ်နဲ့သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်နောက်ကွယ်မှာဘလို့အကြောင်းတရားတွေအကြောင်းသဘောတူညီမှု ူရခဲ့တာလဲဆိုတာလဲကျွန်တော်တို့ပိုက်စိတ်တိုက်စဉ်းစားရမယ်အဲ့တော့ဇာဘီအလွန်ဆိုသည့် Real Madrid အသင်းနီးပြဖြစ်လာတဲ့အချိန်မှာသူ့ရဲ့တောင်းဆိုမှုတွေရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကကျွန်တော်တို့သိထားတယ်ဒီအချိန်မှာ Real Madrid ရဲ့နောက်တန်းတနည်းအားအတွက် ball playing လုပ်နိုင်မဲ့ defenders တယောက်ကိုဇာဘီအလွန်ဆိုလိုအပ်တယ်ဒီလိုအချိန်မျိုးမှာ Dean Newsan သည်အသင့်တော်ဆုံး ကစားသမားတယောက်လိုအလွန်ဆိုကယူဆထားတဲ့ပုံပေါ်တယ်အဲ့ဒီအတွက်ကြောင့်အသင်းရဲ့တာဝန်ရှိတဲ့သူတွေကိုဒီကစားသမားကိုခေါ်ယူပေးဖို့တောင်းဆိုခဲ့တယ်လို့ယူဆန်ကိုယ်တိုင်နဲ့လည်းဒိုက်ရိုက်ဖုန်းခေါ်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဆိုတော့ယူဆန်ကရီယယ်မက်ဒရစ်ကိုငကိုကလေးကလာချင်နေပါတယ်ဆိုကမှဇာဘီအလွန်ဆို ချပြခဲ့တဲ့ plan တွေ view တွေစီမံကိန်းတွေကိုသူသဘောကျသွားတဲ့ပုံပဲတကယ်တော့လေမှန်တယ်ဇာဘီလွန်ဆိုက4ပြီးတော့ကစားသမားလာချင်အောင် ခေါ်တာတော့မဟုတ်ဘူးကျွန်တော်အမြဲတမ်းလိုလိုထောက်ပြနေကြစကရက်ကိုမှတ်မိတဲ့ညီကိုတွေမှတ်မိမယ် Real Madrid အသင်းဒီကောင်းကြီးကိုသေး defensive line မှာမမချာချာစော့နိုင်တဲ့သူအသက်ငငယ်ရွယ်နဲ့အည်သွေးပြေးရတဲ့သူဆိုတာခက်ရှာရှာကျွန်တော်ပွင့်လင်းပြပြမယ်ဗျာအခု ရာဦးစံစီတို့တော့မှာကုန်မဲရှိတာမမချာချာနဲ့ aggressive ဖြစ်ဖြစ် light shot နိုင်တယ်ဒါပေမဲ့ scale ဘိုင်းမှာရှူစံကိုရှင်လို့မရဘူးအန်တိုနီယိုရူဒီကလည်းအသက်အရွယ်တစ်ခုကြီးနေမီလီတာကတော့မမျော်လင့်နဲ့တော့ ACL injury ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအများတဲ့လူလူကြက်ခိုင်မှုမပြေဝရပြဿနာဒဏ်ရာပြဿနာတွေပဲရှိနေတဲ့အခါဒီကစားသမားကိုမေ့ထားလိုက်တော့တိုးတော့မီလီတာကိုပြန်ကောင်းလာတဲ့အချိန်ရာဦးစံစီကိုရှိတယ်နောက်အန်တိုနီယိုရူဒီက ကစားပေးနိုင်သေးမယ်ဆိုရင်အဲ့လိုဘောပလင်းရတဲ့ defender တယောက်ခေါ်လိုက်မယ်ဒါဆိုရင်တော့အစင်အတိုင်းတာတစ်ခုထိပြေသွားရည်လို့ကျွန်တော်ထင်တယ်ကျူဆန်ကအသက်လဲငယ်တယ်ဘောပလင်းကို share ကိုလုပ်နိုင်တာအခုဘုံမောက်မှာ Ira Ola သူ့ကို share ချင့်ပေးထားတာပါအရင်တော့ကစဘာညီဆိုရင်လဲ bounce တဲ့ကတိတ်ထွက်တဲ့ defender တော့မဟုတ်ဘူးဒီနှစ်ဘောလုံးရသည်မှာစဘာညီရောယူဆန်ရောနှစ်ယောက်လုံး bounce တဲ့ထွက်ပြီးတော့သူတို့ကစပြီး ဟိုဘစ်ဒက်တစ်ခုမှာမြဖြားခံတယ်လို့ပြောလို့ရတယ်ဘုံမောင်အတင်းရဲ့ပုံစံကိုချစ်ကြည့်လိုက် DM ကစားသမားကောင်းကောင်းမရှိဘူး Tyler Adam ဆိုတာကလည်းထိုင်ပြီးတော့ဘောလုံးခွဲပေးတာမဟုတ်ဘူးဗျာအတင်းရဲ့ဟန်ချက်ကိုထိမ့်ပေးတဲ့ကစားသမားမဟုတ်ဘောဝင်နေမဲ့ line လုပ်ပေးတာဒီချိန်မှာအဲ့ဒီ defensive midfield တနေရာအထိကိုတက်ပြီးဘောလုံးလမ်းကြောင်းတွေခွဲပေးနိုင်တဲ့ ကစားသမား၂ယောက်ပုံစံအရာအိုလာအသုံးပြုသွားတာပြောချင်တာဒီကောင်လေးဒီ area jewel တွေလည်းကောင်းတယ်ဘောပလေးလည်းရှဲကောင်းတယ်ရှေ့တီလည်းကောင်းတိုက်ပြီးတော့ဂိုးသွင်းနိုင်တယ်အဲ့တို့ကြောင့်ဒါကျွန်တော်က Chelsea ပြိတ်သက်ဆိုတော့ Chelsea ကိုအရန်ရောက်စီခြင်းတာအင်္ဂလန်ကစားသမားတွေနဲ့မရှင်တဲ့အကွာကြီးအဲ့လောက်ဒီကိုကောင်းတယ်ကျွန်တော် hype ပြောတာမဟုတ်ဘူးဒါအင်္ဂလန် Premier League မှာအစမ်းတက်ခံနိုင်ကြတဲ့ဟိုကဒီကောင်လေးဒီအရေးသွေးဆက်သွားပြီဆိုတော့အခုချိန်မှာအလုံးပွဲပြီးသွားပြီ Real Madrid အသင်းအဓိကလိုအပ်တဲ့နေရာမှာလူချင်းတဲ့ကစားသမား Spain စကားပြောနိုင်တဲ့ကစားသမား Spanish တယောက်ကိုရရှိလိုက်တာကတော့အတော်လေးအဆင်ပြေတယ်လို့ ော့ယူဆမိပါတယ်အဲ့တော့ ရီယယ်မက်ဒရစ်အသင်းကိုတရားဝင်ရောက်ရှိလာမဲ့နေ့ရက်တွေကိုပဲဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်ထပ်ဆွေးနွေးခြင်းတဲ့သတင်းကတော့ Necklace Justin နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Necklace Justin ကို Chelsea အသင်းကရောင်းဖို့စိတ်ဆန္ဒသဘောတရားလေးရှိတယ်ဗျ။ Matty Morito ဖော်ပြထားတဲ့သတင်းထဲမှာဆိုရင်ဥရောပကလပ်သင်းတွေက Necklace Justin ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ Chelsea အသင်းစီကိုမေးမြန်းစုံစမ်းမှုတွေပြုလုပ်ခဲ့တယ်။ဒါပေမဲ့ Chelsea ကတော့အဲ့ဒီကစားသမားကိုတင့်တော်တဲ့ကမ်းလှမ်းမှုမရဘူးဆိုရင် ရောင်းချပေးသွားမှာမဟုတ်ဘူးလို့ညင်းဆိုထားပါတယ်။ င်တည်င်းကိုသေချာပြန်စစ်စားကြည့်အောင်တင်းတော်တဲ့ကံလန်းမှုမရဘူးဆိုရင်ရောင်းပေးမှာမဟုတ်ဘူးတစ်ဖက်မှာပါရှိတယ်တင်းတော်တဲ့ကံလန်းမှုရရင်ရောင်းမယ်ချယ်ဆီကကစားသမားတစ်ယောက်ကိုအရင်စွဲပြီးတော့ဘယ်လိုပြောမလဲအတင်းတော့မင်းမရှိလို့မဖြစ်ဘူးဆိုတော့ပုံတံတန်မျိုးอืมတိတ်ပြီးတော့နောက်ပိုင်းမှာမမြင်ရတော့ဘူးဗျအဲ့လိုကစားသမားမျိုးရှိကောင်းရှိမယ်ဒါပေမဲ့နည်းတယ်လက်ချိုးရည်နိုင်တယ် Moises Caicedo Enzo Fernandez เนาะကျွန်တော် Levi Cole Cole Palmer အဲ့လိုပဲ ချန်တဲ့ကစားသမားတွေကိုတို့ကမင်းတို့ဝဲမလားဒီဝဲငါတို့ရောင်းမယ်ဒါမဲ့ဈေးကောင်းပေးငါတို့လိုချင်တဲ့အမောင့်ပမာဏအတိုင်းမင်းတို့ပေးမယ်ဆိုရင် ရောင်းမယ်ဆိုတော့ပုံတံမျိုးသွားတာပါကျွန်တော်ချယ်ဆီနဲ့ပတ်သက်ပြီးတော့လည်းတစ်ခါတုန်းကတေချာဆွေးနွေးမှုတယ်ချယ်ဆီသွားနေတဲ့ပုံစံ ငါတို့ကန်ဆန်းပြီးတော့ကစားသမားတွေကိုခေါ်မယ်ငါတို့ investment လုပ်ဖို့အတွက်ကစားသမားတွေခေါ်မယ်အဲ့ဒီ investment လုပ်မယ်ကစားသမားတွေကိုတို့ရောင်းဖို့အတွက်သိချစဉ်းစားတယ်ဟိုမရောင်းဗျာဟိုဖြစ်နိုင်သေးရေမရောင်းအဲ့ကစားသမားတွေကိုစက်ထိန်းထားမယ်တိုးတော့အဲ့လိုမျိုးကန်ဆန်းပြီးဈေးနည်းနည်းနဲ့ခေါ်လိုက်တဲ့ကစားသမားတွေကိုကျွန်တော်တို့ရောင်းတယ်ဒီထဲမှာ necklace ချက်စင်ကကျတော့အဲ့လိုဂျားနေဖြစ်သွားတယ်သူ့ပေးခဲ့ရတဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏအဲ့လောက်တော့မများဘူးအဲ့အတွက်ကြောင့်ပြောင်းရွှေ့ခြင်းအများကြီးပေးပြီး investment လုပ်တဲ့ထဲမှာလည်းမပါဘူးကန်ဆန်းတဲ့ထဲမှာလည်းမပါဘူးပေါ့နော်အတင်းကလည်းဟိုအားကိုးလို့ရတဲ့အခြေအနေမျိုးရှိတယ်တိုးတော့လည်း necklace ချက်စင်ဒီ Chelsea class နဲ့ကိုက်ညီတဲ့ကစားသမားဟုတ်မဟုတ်ဆိုတာကျွန်တော်တို့အခုဘောလုံးရာသီ၂ရာသီမြင်တွေ့ခဲ့ပြီးသွားပြီတိုက်စစ်မှုတစ်ယောက်ကဂိုးသွင်းစရာမလိုပဲအသင်းတို့ အထောက်အကူပြုတဲ့တိုက်စစ်မှုတွေတော့ရှိပါတယ်။ဒါပေမဲ့ limit လေးတွေရှိတယ်။ဘောင်လေးတွေရှိတယ်။ Olivia Jeru ပြောပြမယ်ဗျာ။ Jeru ဆိုရင်သူပြင်သစ်လီကူးပေါ့နော်။အဲတော့က Lorient မှာလာမသိဘူးဗျာ။သူစော့တာ။ဂိုးသွင်းပြင်ဖြစ်ခဲ့ဘူး။ဒါပေမဲ့ Premier League ရောက်တဲ့အခါ Arsenal မှာဂိုးတွေအများကြီးမသွင်းနိုင်တော့ဘူး။သို့တော့ Jeru ဘာကြောင့်ကောင်းတဲ့တော့ Jeru ကိုအသင်းတွေဘာကြောင့်အလိုရှိတဲ့တော့သူဂိုးမသွင်းနိုင်ပေမဲ့ကိုယ့်ရဲ့ teammates တွေအတွက်အများကြီးထောက်ကူဖြစ်စေတဲ့ ကစားပုံမျိုးနဲ့စော့တယ်။စင်ကန်းတော်တော်ပြီးရှောင်မပြေးဘူးဗျာ။ Jeruvision ရဲ့ယူသွားမယ်နော်။လုံးဝ Torrent Striker type ။သူ့ကိုတာဝါကြီးတစ်ခုလိုရှေ့မှာတည့်ပြီးတော့ကစားမယ်ဆိုရင်ကို့အသင်းအတွက်ကစားသမားရဲ့နေရာလွတ်လည်ရတယ်။ပြိုင်ဘက်အသင်းကစားသမားရဲ့အတွက်လည်းဖြိုခွင်းဟာတန်းရောက်ပြီးသား။အဲ့တော့ကျွန်တော် Jeru ကိုအသက်အရွယ်တစ်ခုရောက်တည်တိုင်အောင် Chelsea ကလည်းပြန်ခေါ်ခဲ့တယ်။ Chelsea မှာလည်းအောင်မြင်မှုရှိခဲ့တယ်။ Nicholas Jackson ကတော့ Jeru နဲ့မတူဘူးဗျာ။ Vision ရန်အားနဲ့တဲ့စိတ်လောတယ်။ကို့ကိုယုံကြည်ချက်မရှိဘူး။သူ့မှာအားသာချက်တစ်ခုကသူက light တိုးမယ်။အဲ့သူတိုးတဲ့ပုံစံကလည်းဟို ခွန်အားကိုခြံပြီးတိုးတာမဟုတ်ဘူးဗျဘောလုံးမှာတတ်မှတ်ထားတဲ့နေရာတွေရှိတယ်ဂျရူးတို့ခွန်အားပြုတ်ပြီးတိုးတယ်ဆိုတာဘောက်ထဲမှာပဲတိုးတာအဲ့တော့သူကခွန်အားအပြည့်နဲ့တိုးနိုင်တယ်နက်ကလစ်ချက်စင်ကြောင့်ကွင်းလယ်ကနေတောက်လျှောက်ပြီးပြေးပြီးတော့ရှေ့ဘောက်ထဲရောက်သွားရင်တစ်ဖက်အသင်းရဲ့ဖိုင်နယ်တက်ထဲရောက်သွားရင်အားကုန်သွားရော ပါဝါကုန်ပြီးတော့ဘောလုံးကန်တာတွေပါပျော့ပြီးရည်ရွယ်ချက်ကလည်းမရှိတော့ဒီလိုကစားသမားကျွန်တော်လည်းအများကြီးတော့မျောလင့်ခဲ့မိပါတယ်။အော်ဂျာရူးမြန်ပြန်ဖြစ်လာမလားပေါ့လေ။တိုးတော့ဘောလုံးရသည်နေရာသည်စောင့်ကြည့်ပြီးသွားပြီး Nicholas Jensen သည်ထားလို့မရအောင်မဟုတ်ဘူးအသေးမှာထားလို့ရတယ်။တွေ့မယ်အဓိကတိုက်စစ်မှုဆိုတာထက်နော် important လို့ crucial လို့ type မျိုးတွေဆိုတာထက်နောက်မှာအရန်ကစားသမားအဖြစ်နဲ့ပဲအရန်အင်အားတောင့်တင်းအောင်ပဲထားတဲ့နယ်လို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့သူကလည်း Premier League မှာနည်းနည်းအစွဲလေးထုတ်ပြပြီးသွားပြီဆိုတော့အဲ့လိုမျိုးအရန်တရားအဖြစ်နေလိုအပ်မှအသင်းတို့ ဝင်ကစားဆိုတဲ့အခြေအနေမျိုးကိုလက်ခံမှာမဟုတ်ဘူး straw necklace jersey ကိုတင့်တင့်နဲ့ပြောင်းရွှေ့ခြင်းနဲ့ကမ်းလမ်းမဲ့ club ရှိတယ်ဆိုရင် chelsea ရောင်းချဖို့ရှိတယ်လို့ jackson ကလည်းပြောင်းရွှေ့သွားဖို့ရှိတယ်အဓိကတော့ chelsea ရဲ့တိုက်စစ်မှုအခေါ်ကိုစောင့်ကြည့်ရမှာပါနွေရာသီပြောင်းရွှေ့ကာလမှာ chelsea jackson တို့ရဲ့အပြောင်းရွှေ့သတင်းတွေလှုပ်ခတ်လာနိုင်ဖို့ရှိတယ်လို့သုံးသပ်ရနေတယ်ပဲဗီဒီယိုလေးတို့မှာနားကွင်းပြပါခင်ဗျအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်